င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်၊လာရှိုးခရိုင်၊လောက်ကင်ခရိုင်ဒေသတွေမှာနှစ်ဆက်လေးနာရီအတွင်းမိုးရွာနိုင်ပါလေမိုးလျက်စီမိုးကြိုးမိုးသီးတတိပြုကြပါ။ရက်ကြိုခန့်မှန်းပေးခဲ့တဲ့အတိုင်းတောင်ကြီးမှာမိုးရွာပြီးအပူလျှော့ကြစေနိုင်ပါတယ်။2025ဧပြီလမှာမုတ်တုံကြုံမိုးများရွာသွန်းလာတဲ့အခါလေမိုးလျက်စီမိုးကြိုး ငိုကြိုးပစ်ခြင်းအန္တရာယ်တွေကိုအထူးသတိပြုကြပါမတ်လ31ရက်မှဧပြီလပထမရက်တစ်ပတ်တစ်ပတ်အတွင်းတနင်္လာရီတိုင်းမွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသများတွင်ငိုအတင်းတင့်ရွာသွန်းနိုင်မည့်အခြေအနေများဖြစ်ပေါ်နိုင်ပါမည် 2025ခုနှစ်ဧပြီလအတွင်းအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးတိုင်းကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတွေမှာဧပြီလအတွင်းနှစ်စဉ်ပြင်းမြရွာသွန်းမြေမိုးရေချိန်ထက်30မီလီမီတာမှ20မီလီမီတာသူများသတ္တမ4လက်မမြ၊သူများသတ္တမ8လက်မခန့်အထိမိုးပုံမိုးရွာသွန်းနိုင်ကြောင်းကြိုတင်ခန့်မှန်းထားပါတယ်။မိုးရွာနိုင်မဲ့ကြိုတင်ခန့်မှန်းချက်တွေမှာတော့တနင်္သာရီတိုင်း မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဒေသများမှာသာမိုးရွာနိုင်မဲ့အခြေအနေတွေစတင်တွေ့ရတာဖြစ်ပါတယ်။ဒီအခြေအနေကိုသုံးသပ်တင်ပြရမယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့မိုးကြိုကာလဧပြီလ16ရက်မှမေလ15ရက် အစပိုင်းမှာမိုးစတင်ရွာလာနိုင်မဲ့အခြေအနေများကို တွေ့ရတာဖြစ်ပါတယ်။ခြောက်နဲ့မင်းမှုကတော့အမြင့်ဆုံး15မြို့ရဲပါတော့ပေမဲ့မနေ့ကထက်တော့အပူချိန်လျှော့တယ်အလဲပိုင်းမြို့တချို့လည်း အပူချိန်လျှော့ကြလာတာတွေ့ရပါတယ်။မနက်ဖြန်နနက်အထီးခံမှန်းချက်ကချင်ပြည်နယ်တွင် နေရာကျကျနှင့်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရင်ရာနှုံး80ဖြစ်ပါသည်။ပဲခူးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်အထင်ဖြစ်ထွန်းမီမြမပင်လေပြင်လှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမီ နှိုင်းမြင့်မှာမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်လေးပေမှ၆ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီး ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်နှင့်အထိခံမှန်းချက်တိမ်နှဲငယ်ဖြစ်ထွန်းပြီး ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်အများအားဖြင့်တာယာမီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နဲ့အထီးခံမှန်းချက်တိမ်နေငယ်ဖြစ်ထွန်းမီမိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်